အားလုံးပဲမင်္ဂလာပါတရှိကုံငါဘေးဒင်းကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဆရာကတော့ဒါရနဲ့လက္ခဏာပြတာဆရာဆရာရေးအောင်ပဲဖြစ်ပါရယ်ဒီနေ့မှာတော့ November လ2ရက်နေ့ကနေ6ရက်နေ့အတွင်းတပတ်တာကင်ဆာအတွင်းမှာအဲကန်အကောင်းဆုံးနဲ့ကင်ဆာအပြောင်းလဲအများဆုံးဖြစ်တဲ့နေနံ3ခုဘယ်နေနံသားသမီးတွေဖြစ်မလဲဘလိုကန်ဆာအပြောင်းလဲတွေကိုကြုံရမလဲဘလိုကန်ခွင်လန်းလေးတွေကိုရရှိနေအောင်လဲဆိုတာကိုတော့ဆရာနဲ့အတူကြည့်လိုက်အောင်ကဲအစင်းစင်းပြန်စလိုက်အောင် ဒါတော့တပတ်တာအတွင်မှာကံအကောင်းဆုံးနဲ့ကံကောင်းမှုဆုံးပေါ့နော်နေနံ၃ခုပေါ့နော်ကံစရာအပြောင်းလဲလေးတွေလည်းများမယ်ကံခွန်းလန်းတွေလည်းတခြားသောနေနံတွေကပိုပြီးတော့များမယ်နေနံ၃ခုကိုဆရာကရွေးချယ်ပြီးတော့ပြောပေးမယ်ပေါ့နော်ကဲနေနံ၃ခုပေါ့နော်ကဲရွေးပြီးွားပြီပထမဆုံးဘယ်နေ့တဲ့သမီးတွေဖြစ်မလဲကြည့်လိုက်ရအောင် ကဲပထမဆုံးနေသားကကျတော့တောက်ကြသားသမီးဖြစ်ပါတယ်ဒုတိယနေသားကကျတော့ကြာသာရိသားသမီးဖြစ်ပါတယ်ကဲနောက်ဆုံးနေသားကကျတော့အင်္ဂါသားသမီးဖြစ်ပါတယ်အဲ့တော့အင်္ဂါရဲ့ကြာသာပရိရဲ့တောက်ကြရဲ့ဒါတော့အစင်လိုက်ပါတော့အင်္ဂါကြာသာရိတောက်ကြဘယ်ပိုင်းနေမှာဘလို့ဒီမှာပို့ပြီးတော့ကောင်းလာမလဲဘလို့အခက်အခဲတွေကိုကြုံတွေ့နေရအောင်မလဲဘလို့ကံစရာပြောင်းလဲတွေတွေ့ရမလဲကဲပထမဆုံး ပထမဦးဆုံးကကြတော့လုပ်ငန်း အဲ့တော့လုပ်ငန်းတဲ့ပတ်သက်ရင်တော့လုပ်ငန်းကင်စရာကလေကိုလုပ်ငန်းထက်ကိုရဲ့လက်ရှိလုပ်ငန်းထက်ကိုပိုင်းလုပ်ငန်းမျိုးကိုပိုင်းစီးပွားမျိုးလေးတွေကိုလောက်ကန်ခွင့်တွေရလာမယ်အဲလူတွေကမျိုးမျိုးတော့ရှိတယ်ပေါ့နော်ကိုလုပ်ချင်တဲ့အရာတွေကိုမလုပ်ဘဲနဲ့ကိုလက်ရှိလုပ်နေရတဲ့လုပ်ငန်းမျိုးတွေဆိုတော့လူတိုင်းမှာရှိတယ်အဲ့တော့ကိုလုပ်ချင်နေရတဲ့လုပ်ငန်းမျိုးကိုဝါသနာပါတဲ့လုပ်ငန်းမျိုးအဲကိုအနေနဲ့ကိုပိုင်းလုပ်ငန်းလုပ်ဖို့အတွက်ရည်ရွယ်ထားတဲ့လူတွေအနေနဲ့ကကြတယ်ဒီဘက်တာကန်စရာတွေမှာကန်အခွင့်လန်းကောင်းလေးတွေကန်ပြောင်းလဲကောင်းလေးတွေရရှိပြီးတော့လုပ်ငန်းစတင်ရတာမျိုးလေးတွေကြုံလာရမယ့် ကန်စရာလေးကိုရရှိနေတတ်ပါတယ်ဒါလေးကတော့လုပ်ငန်းကံဖြစ်ပါတယ်အဲ့တော့လုပ်ငန်းကံကလည်းကိုတယောက်တည်းရုံးကံမှလာဆိုမဟုတ်ပါဘူးကုညီမားစားမဲ့လူတွေရလာမယ်ကူညီမားစားမှာမှပြောရရင်တော့ကို့အတွက်ရေကန်အသင့်ကြာစဉ်ကို့အတွက်အားနည်းချက်တွေဒီလုပ်ငန်းကဟိုပြောရရင်တော့အားတာချက်တွေကိုပြောပေးနိုင်မဲ့ကြီးကဲသူတွေအဲမိဘဆွေမျိုးသားချင်းတွေသူတို့တွေရဲ့အကြံဉာဏ်တွေနဲ့ပေါင်းဆက်ပြီးလုပ်ကိုင်တဲ့လုပ်ငန်းမျိုးတွေစတင်မဲ့လုပ်ငန်းမျိုးတွေကအဆက်အသွယ်အရအစဉ်ပြေတာမျိုးလေးတွေကြုံရတတ်ပါတယ်ဒါလေးကတော့လုပ်ငန်းကံလေးဖြစ်ပါတယ် ကဲဒုတိယတစ်ခုဒုတိယတစ်ခုကကြတော့ခยีကံအဲ့တော့ခยีကံနဲ့ပတ်သက်ရင်တော့ကောင်းသောခီးတွေဖြစ်မယ်ဗျာအဲ့တော့အပျော်ခီးမျိုးတက်ဆိုင်လုပ်ငန်းနဲ့ပတ်သက်တဲ့ခီးမျိုးကိုသွားလိုက်တဲ့ခီးမှာအဲကောင်းမွန်တဲ့မိတ်ဆွေကောင်းအပေါင်းအသင်းကောင်းတွေတွေ့မယ်လုပ်ငန်းအခွင့်အလမ်းလေးတွေလည်း အဲ့မှာတွေ့လာရတတ်ပါတယ်အဲ့တော့အဲ့ခီးမှာတွေ့လာမယ်ပျော်ရွှင်စရာခီးမျိုးတက်ဆိုင်ရင်ဘဝအတွက်အပြောင်းလဲပေးနိုင်မယ်ခီးမျိုးဆိုတော့ပို့ပြီးမှန်ကန်လိမ့်မယ်အဲ့လိုခီးမျိုးတွေသွားလာဖို့ကြုံလာလိမ့်မယ်ကိုယ့်ဘက်ကလောလောဆယ်မှာမပြင်းသာဘူးအဲသွားဖို့မရှိဘူးဆိုရင်လည်းလေသွားဖို့ကန်စတာလေးတွေကအလိုလိုပေါ်လာလိမ့်မယ်အဲ့တော့ဒီတစ်ပတ်တောင်ကန်စတာတွေကတော့ကိုယ့်အတွက်ခီးကန်လေးလည်းကောင်းတယ်လုပ်ငန်းကန်လေးလည်းကောင်းတယ်နောက်ဆုံးကန်စတာပါကောင်းသေးတယ် ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ငွေကြေးကန်ဖြစ်ပါတယ်အဲ့တော့ငွေကြေးကန်နဲ့ပတ်သက်ရင်တော့ငွေကြေးပိုင်းဆိုင်ရာမှာအဲကိုယ့်အတွက်မြုပ်နေတဲ့ငွေကြေးမျိုးမရတော့ဘူးလို့သုံးပြလိုက်တဲ့ဟိုပါလေငွေကြေးမျိုးပေါ့နော်တကယ်ချင်းတွေကိုချီးလိုက်လို့ပြန်မရတော့ဘူးဆိုတော့ငွေကြေးမျိုးလေးတွေလည်းပေါ်လာရဖို့ရှိပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်တော့ကိုမြုပ်သွားပြီလို့ထင်တဲ့အရာတွေကပြန်လဲပေါ်လာတာမျိုးကိုဆုံးရှုံးသွားပြီလို့သတ်မှတ်ထားတဲ့ငွေကြေးမျိုးတွေက ပြန်ရလာတာမျိုးလေးတွေကြောင်းလာဖို့ရှိပါတယ်အဲ့တော့ငွေကြေးကံလေးကလည်းကိုရသင့်ရတတ်တဲ့ကိုအတွက်အကျိုးရလက်တွေကိုရရှိခံစားရမယ်အဲကင်ဆာနမိတ်မျိုးတွေမှာရှိတယ်ဒါတွေမဲ့လားမဟုတ်ပါဘူးထီကံငွေကံလည်းကောင်းနေမယ် တော့ထီကံငွေကံကောင်းတဲ့အတွက်ထီထိုးပေးတာမျိုးငွေကြီးကန်ဆန်းတာမျိုးကန်ဆန်းမဲ့နဲ့ပတ်သက်တဲ့ကန်ဆန်းတာမျိုးလေးတွေမှာပြုလုပ်ပေးပါငွေကြီးရပိုင်권လေးတွေရရှိဖို့အခွင့်အလမ်းကောင်းလေးတွေလည်းရလာမယ်အဲ့တော့ကန်ဆန်းမဲ့ကံတွေထီကံတွေလည်းကောင်းတဲ့အတွက်ထီထိုးပေးပါအဲ့ဒါတော့ကန်ဆာလေးဖြစ်ပါတယ်ကဲတပတ်တာကန်ဆာလေးကိုတော့ပြောပြီးသွားပြီဒီတပတ်တာအတွင်းမှာပြောင်းလဲမဲ့နင်းရံ၃ခုရဲ့ပြောင်းလဲမှလေးလည်းပြောပြီးသွားပြီเนาะအဲ့တော့ ပြုတ်လို့ရမယ်ရေဒီယာလေးပြောပေးမယ်အဲ့တော့ရေဒီယာလေးနေနေကကြတော့ကောင်းတဲ့ကန်လေးတွေပဲအဲကောင်းတဲ့ကန်လေးတွေကိုကောင်းစတဲ့ကောင်းလာအောင်ကန်မြင့်ကန်ဆင်းဖို့အတွက်ဆိုတော့နီးစက်ရဖျားမှာဒီပေါ့နော်ငှက်စာခိုးစာကျွေးပေးတာမျိုးဖြစ်ဖြစ်အဲငှက်လေးတွေကိုဘေးမဲ့လုပေးတာမျိုးဖြစ်ဖြစ်စာကလေးလေးတွေလုပေးတာမျိုးဖြစ်ဖြစ်ခိုးလေးလုပေးတာမျိုးပဲအဲ့လိုလေးတွေလုပေးပါမယ်အဲ့တော့အဲပြောရရင်တော့ဘေးမဲ့ပေါ့နော်အဲ့တော့ဇီဝိတ္တဒနာအဲ့လိုမျိုးအလူမျိုးအဲ့လိုမျိုးလေးလူတန်းပြပါဒါလေးကတော့ဒီပြောင်းလဲလာမဲ့ကန်စရာလေးကိုကောင်းစရာလေးကောင်းအောင်ပြုလုပ်ပေးရမယ်အလူလေး နောက်တစ်ခုစွန့်ပေးရမယ့်ဟာလေးအဲ့တော့စွန့်ပေးရမယ့်ဟာလေးကကြတော့ကိုယ့်အိမ်မှာရှိရပေါ့နော်ဒီပလင်းတို့ဖန်ခွက်တို့ပုံးတို့ပေါ့နော်အဓိကအဲ့လိုအဟောင်းတွေကိုအမြန်ဆုံးကိုယ့်အိမ်ကနေစွန့်ပြပေးပါအဲ့တော့လက်ရှိရှိနေတဲ့ကန်စတာလေးကကောင်းတယ်အဲ့တော့အញ្ញံလေးဆိုတာကတော့အနည်းနဲ့အများရှိတတ်ကြတယ်အဲ့တော့အញ្ញံနေကြည်သွားပြီဆိုရင်ကောင်းဝင်တဲ့ကန်စတာလေးကပို့ပြီးတော့တိတာပြီးတော့တင်းတင်းကြပ်ကြပ်လေးနဲ့အကျိုးပေးလာလိမ့်မယ်အဲ့တော့အញ្ញံနေခြေဖို့အတွက်ဆိုရင်တော့တန်ပုံးတို့ပလင်းတို့ ဘုံတို့ဘူးကွန်ဟောင်းတို့အဲ့ဒါလေးတွေအများဆုံးဆွန့်ပြေးပြပါအဲ့ဒါဆိုတော့အញ្ញံတွေခြေပြီးတော့ကောင်းမွန်မွန်တဲ့ကင်ဆာတာလေးရရှိလာမှာဖြစ်ပါတယ်ဒါလေးကတော့တပတ်တာအတွင်းမှာကံအကောင်းဆုံးနဲ့ကံအပြောင်းလဲအများဆုံးနေနဲ့သုံးခုကိုဆရာကဟောပြပေးတာဖြစ်ပါတယ်နောက်တစ်ပတ်နောက်တစ်ပတ်ဒီမှာလဲဘယ်နေ့နဲ့သားသမီးတွေဘလို့ကံဆာတာလေးတွေကိုပြောင်းလဲမလဲသိကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုလက်ကဲရှယ်လုပ်သဖို့လည်းမမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ဒီမှာပြန်လည်ဆွေးနွေးပါမယ်